မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ပေါ်မှာရှိတဲ့တမိုင်းဝင်ကွန်ရင်တရုတ်ဘုံเจ้าနဲ့လူနေအိမ်တချို့ကိုစစ်ကောင်စီကလေရင်များနဲ့ဘုံများချဲချမှုကြောင့်ဘုံเจ้าနဲ့လူနေအိမ်များပျက်စီးမှုအလွန်များပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကမနက်7:73မိနစ်အချိန်ကစတင်ပြီးတော့မနက်9:20မိနစ်အချိန်ထိလာရှုမျိုးပေါ်ကိုလေရင်များနဲ့ဘုံများချဲ့ချခဲ့တယ်လို့သိရပါတယ်။ရက်ကွက်ရှိမှရှိတယ်။121အနောက်တိုက်ကိုနှစ်ချိန်နဲ့ရက်ကွက်9မှာရှိတယ်။တမိုင်းဝင်တရုတ်ဘုံကျောင်းကိုနှစ်ချိန်ဘုံများချဲ့ချခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုမှာတရုတ်ဘုံကျောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးသွားပြီးတော့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ၎င်းဘုံကျဲတိုက်ခိုက်မှုဟာအော်တိုဘာလ3ရက်နေ့ Facebook လူမှုကွန်ရက်မှာ MNDAA များတရုတ်ဘုံကျောင်းနဲ့ရေကန်တောင်ဘက်မှာစုဝေးနေတယ်ဆိုတဲ့ post များကိုစစ်တပ် lobby နဲ့စစ်တပ်ထောက်ခံသူများ Facebook group အတွက်ဖော်ပြပြီးတဲ့နောက်မှာအော်တိုဘာလ4ရက်နေ့မနက်ပိုင်းမှာစစ်တပ်ကလေရင်နဲ့တရုတ်ဘုံကျောင်းကိုဘုံများကြိတ်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ MNDAA ရဲ့ထုတ်ပြန်ချက်မှာတော့အော်တိုဘာလ4ရက်နေ့မနက်အစောပိုင်းမနက်2:73မိနစ်အချိန်ကစပြီးတော့မနက်9:20မိနစ်အချိန်ထိ 3နာရီအတွင်းမှာ လေရင်နဲ့ဘုံကျဲချမ်းမှု၄ချိန်ပြုတ်လုခဲ့တယ်လို့သိရပါဗျ။လေချောင်းကနေဘုံကျဲမှု၂ချိန်ဟာရက်ကွက်၅မှာရှိတဲ့ကွာရင်ဖရာချောင်းကိုပြင်းမထားတိုက်ခိုက်ခဲ့ပြီးတော့ဖရာချောင်းအဆောက်အဦများအများပြပျက်စီးခဲ့တယ်လို့သိရပါဗျ။လေချောင်းတိုက်ခိုက်မှု၂ချိန်ဟာရက်ကွက်၈မှာရှိတဲ့အဆောက်အုံကိုပြင်းမထားပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်ကောင်စီကအော်တိုဘားလ၁ရက်နေ့ကနေအော်တိုဘားလ၃ရက်နေ့အထိ လေချောင်းတိုက်ခိုက်မှုများရန်နာခဲ့ပြီးတော့အော်တိုဘာလ၄ရက်နေ့မှာလေရင်များနဲ့ဘုံကျဲမှုများပြန်လည်စတင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကဇူလိုင်လကနေပြီးတော့စက်တဘာလကုန်အထိ MNDAA သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်အထူးဒေသတက်မှာစစ်စင်ရေးနေမြေမဟုတ်တဲ့နေမြေများမှာ အ ਨੇ ဆုံး၄ချောင်းကနေဘုံကျဲတိုက်ခိုက်မှု25ချိန်ပြုလုပ်ခဲ့ပြီးတော့အရတားအ ਨੇ ဆုံး32ဦးထက်မနည်းသေဆုံးပြီးအယောက်60ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကဇူလိုင်လအတွင်းလာရှိုးစစ်ပွဲမှာမကြာခဏရှုံးနိမ့်မှုများကြောင့်လက်တုံပြန်တဲ့အနေနဲ့၄ချောင်းကနေဘုံကျဲတိုက်ခိုက်ခံရတဲ့ area များမှာမြို့တော်လောက်ကင်မြို့တိန်းနီခိုင်နဲ့အခြားသောနယ်မြေများပါဝင်တယ်လို့သိရပါဗျ။ စစ်ကောင်စီက MNDA ရဲ့အထုဒေတာတက်မှရှိတဲ့စစ်စင်ရေးနယ်မြေမဟုတ်တဲ့နေရာဒေတာများကိုဘုံကျဲတိုက်ခိုက်ရေးလေရင်များကိုဇက်တိုက်ဆေလွတ်ခဲ့ကြောင်း MNDA ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။စက်တင်ဘာလ30ရက်နေ့အထိတိုက်ပွဲများမရှိခဲ့ဘဲမင်းအောင်လှိုင်ရဲ့အာဏာသိမ်းတပ်ကလာရှိုးမျိုးအပအဝင်အထုဒေတာတက်မှလေကြောင်းတိုက်ခိုက်မှုအ ਨੇ ဆုံး25ချိန်ပြုလုပ်ခဲ့ပြီးတော့လေချောင်းကနေပြီးတော့ဘုံအလုံးကြီးတရားကြော်ကျဲချခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီလေချောင်းတက်ခိုင်းမှု16ချိန်မှာအရသာတိတ်ဆုံးမှုများဖြစ်ပွားခဲ့ပြီး အခုအချိန်အထိကိုလူ32ဦးသေဆုံးက60ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မရေမတွက်နိုင်တဲ့အများပိုင်းအဆောက်အုံများဖြစ်တဲ့နေအိမ်များဟိုတယ်များနဲ့စာတင်ကျောင်းများပျက်စီးခဲ့ပြီးတော့ပြည်သူများရဲ့ပိုင်ဆိုင်မှုများထိခိုက်ပျက်စီးမှုဟာတိုင်းတာလို့တော့မရနိုင်ဘူးလို့ MND ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဘူးတယ်လယ်မြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးသေဆုံးပြီး43ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တဲ့ဘူးတယ်လယ်တိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်သားတအုပ်ကိုအရှင်လက်ရထမှန်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ30ရက်နေ့စကိုင်းတိုင်းဘူးတယ်လယ်မြို့နယ်ကုတော်ရွာရဲစခန်းကနေဘူးတယ်လယ်ကိုပြန်လာတဲ့ဗိုလ်မှူးကျော်တင့်ခမရ106ဦးဆောင်တဲ့ခမရ106ခမရ309 ခါမရ16ခါလိုက်ရနှစ်နှစ်ကိုပူပေါင်းအင်အား85ဦးပါတဲ့စစ်ကြောင်းကိုစီပါရွာအနောက်တောင်ဘက်မှာပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ပူပေါင်းတပ်ဖွဲ့အများကစောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က33ဦးတိဆုံပြီးဗိုလ်ကြီး9ဦးပါစစ်တုံးပန်း43ဦးဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။လက်နက်မျိုးစုံ56လက်နဲ့ခဲယမ်းမီးကြောင်များကိုတိမ့်ဆီးရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား9ဦးထက်မနည်းထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့စစ်သားများတွေကတအူးကိုမနေ့ကထပ်မံဖမ်းဆီးရရှိခဲ့ကြောင်သိရှိရပါဗျ။အော်တိုဘားလ2ရက်နေ့ကဖမ်းမိတာဗျ။ဒီကောင်ကစီးကြောင်နေတာလူစိမ်းမို့လို့ဆိုပြီးဖမ်းပြီးစစ်ကြည့်တော့ ဘုဒ္ဓလင်ပွဲကလွတ်လာတဲ့ကောင်းဆိုတာသိရတာလို့ဒေသခံရဲကြီးပတ်ကပအဖွဲ့ဝင်တို့ကပြောဆိုထားပါတယ်ဘုဒ္ဓလင်နဲ့တိုက်ပွဲကနေလွတ်မြောက်ခဲ့ပြီးတော့အခုဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာစိတ်ပုံမှန်မဟုတ်ပဲအယူတယောက်လိုဖြစ်နေတယ်လို့သိရပါတယ်အယူလုံနေတာလားတကယ်ယူသွားတာလားတော့မသိဘူးဘောင်းမီလိုနဲ့ရှောက်သွားနေတာအင်းကြီးတောင်မပါဘူးဒီကောင်နှစ်ရက်လုံးလုံးဘယ်မှာနေလဲတော့မသိဘူး တနတ်တို့ဘာလို့လဲမပါဘူးလို့ဒေသခံတရင်ရင်မြစ်ကပြောဆိုထားပါတယ်လက်တလောစစ်ကြောင်းတစ်ခုလုံးရှုံးနေသွားတဲ့အတွက်စစ်ကောင်စီကဘူးတလင်းမျိုးနဲ့အတွင်းမှာတိုက်လေရင်နဲ့ဘုံကျဲမှုများကိုလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့ကရင်ပြည်နယ်မြဝတီနယ် ဖားပုံခရိုင်တွေမှာဒီအပိုင်းအတွင်းစစ်ကောင်စီတပ်တွေကလေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်နေပြီးတော့စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNL PDF တပ်တွေတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖားပုံမြို့မှာအော်တိုဘားလ2ရက်နေ့မွန်းလွဲ2နာရီလောက်ကမြန်မာစစ်တပ်က Jet Fighter လေယာဉ်နှက်စီးနဲ့ဘုံဒီစဲလုံးချဲချတိုက်ခိုက်ခဲ့တယ်လို့ဖားပုံခရိုင်ဒေသခေါ်မူထော်ခရိုင်ကပြောပါတယ်။အခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဖာပုံမြို့နယ်အတွင်းကရက်ကွက်တင့်နဲ့နှစ်တို့မှာကြောက်ရောက်ပောက်ခွဲခဲ့တာမှာတောင်ရဟောင်းနေနာကဟင်းဒီဟင်းရွက်ရှာဖွေနေတဲ့အသက်50အရွယ်ကလေး6ယောက်ရဲ့မိခင်နော်ဟဲခူကိုလေရင်ပုံးစားထိမှန်ပြီးတော့ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဆိုပါရက်ဒီရဲ့ဘိုင်းမှာပဲမြဝတီခရအတွင်းကဖလူကြီးကြေးရွာကစာတင်ကြောင်းနဲ့စေပေကန်းကိုလည်းလက်နက်ကြီးထိမှန်ပြီးတော့ပျက်စီးသွားခဲ့ပါတယ် ကရင်ပြည်နယ်အတွင်းမှာလေးချောင်းကနေပြီးတော့ဇက်တိုက်တိုက်ခိုက်ခံနေရပြီးတိုက်ပွဲမရှိလဲအရက်သားတွေနေထိုင်ရနေရာတွေကို လေးချောင်းကနေပြီးတော့ဘုံကျဲလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ကရင်လူခွင့်ရေးအဖွဲ့ကပြောရေးဆိုခွင့်ရှိသူစောနန္ဒာစုက ပြောဆိုခဲ့ပါတယ်အဓိကကတော့တပ်မဟာ2ရဲ့3ရဲ့5ရဲ့မှာတပ်မဟာ1မှာလည်းဖြစ်နေတယ်တပ်မဟာတစ်ခုမှဟုတ်ရင်တခြားတပ်မဟာမှာလည်းဖြစ်တယ် အဲ့ဒါကြောင့်မို့လို့ဒီကနေ့အချိန်ထိကိုလေးချောင်းတိုက်ခိုက်မှုတွေကဖြစ်နေတော့မယ်တချို့နေရာတွေမှာတော့တိုက်ပွဲဖြစ်သွားတာမရှိဘဲနဲ့လေးချောင်းကတိုက်ခိုက်မှုတွေရှိနေတယ်လို့ပြောဆိုခဲ့ပါတယ်အခုဆိုရင်ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာခရိုင်အသီးသီးမှာစစ်ဘေးရှောင်ပြည်သူဥယေကတက်တန်းနှစ်သိန်းအထိရှိလာပြီးတော့ဒီနယ်အတွင်းမှာနှစ်ဆလောက်တိုးပွားလာတာဟာလေးချောင်းကနေတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမြင်းမှုမျိုးနယ်မုံရွာမန္တလေးလမ်းပေါ်မှာအကြမ်းဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၂ရက်နေ့မိုးလယ်တနအိဝဲဝင်းကျင်မှာမြင်းမှုမျိုးနယ်မန္တလေးမုံရွာလမ်းမပေါ်အလကပကြီးပါအနီးမှာစကိုင်းမျိုးဘက်ကနေပြီးတော့မုံရွာမျိုးဘက်ကိုမောင်းနေလာတဲ့စစ်ကား၆စီးပါတဲ့ရင်တန်းရဲ့၄စီးမြောက်ကားကိုမိုင်းနှလုံးဆွဲပြီးတော့တိုက်ခိုက်ခဲ့ရာ စစ်သား9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိတဲ့စစ်သားများကို6ဦးစေယုံကိုပို့ဆောင်ပေးခဲ့တော်လဲခြေပြက်လက်ပြက်ဒဏ်ရာအပြင်းထန်ရရှိတဲ့9ဦးကိုတော့မုံရွာစေယုံကိုလွှဲပြောင်းပေးရလိုက်တယ်လို့သိရပါတယ်။မိုင်းဆွဲခံရမှုကြောင့်အထိနာသွားတဲ့စစ်ကောင်စီတပ်သားများကအနည်းဝင်ချင်းကိုလက်နိုင်ငယ်များနဲ့15မိနစ်ခန့်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တေတာက၂ယောက်ဒံရရတာက၆ယောက်ပါခြေပြက်လက်ပြက်၂ယောက်ကိုတော့၆ဦးစေးယုံကနေမုံရွာကိုတင်သွားတယ် မနေ့ကတော့တိုက်ပွဲမဖြစ်ပဲနဲ့ငားယုံရွာနာမှာတတ်ဆွဲထားတဲ့စစ်ခွေးတွေကငားရှံရွာဘက်ကိုရန်တမ်းပစ်ခတ်နေတာတွေရှိတယ်လို့ဘာမှ Liberation Democratic Front BLDF အညာမိုင်းတပ်ခွဲကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကို6မြို့အခြေစိုက်ဘာမှ Liberation Democratic Front တပ်ခွဲအညာမိုင်းနဲ့တောင်းပြင်အဖွဲ့တော်ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့တင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။